ပါသောဝါလာရှင်ညီကောင်မများလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဧပြီလ16ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဒင်းတပုတ်ကိုတော့ဘုံမောက်အသင်းရဲ့ခိုင်စင်ကစားမဒင်းကူဆန်နဲ့ပဲစလိုက်အောင်ဒီနေ့ညနေခင်းသတင်းကတော့ဒေးဗစ်အွန်စတင်းစီရရတဲ့သတင်းတွေတော်တော်လေးများပါတယ်အခုဒီအဖွင့်သတင်းကလည်း သူ့ဆရာနေကျွန်တော်ရပါဘောလေ debut on stage ရဖော်ပြထားရရဆိုရင်တော့ premier league ကလပ်အသင်းတွေကအခြားဥရောပထိပ်တန်းကလပ်အသင်းတွေအများကြီးလိုချင်တဲ့ဒီဘုံမောက်သင်းရဲ့ခေစီကစားမတင်းဟူဆန်ကိုလက်ရှိအချိန်မှာတော်တော်လက်လက်နဲ့ဆွေးနွေးမှုတွေစတင်လုပ်လာတာက premier league title race မှာ champion ဖြစ်ဖို့နှိစက်နေခဲ့တဲ့လက်ပါဘူးပေါ့လေလက်ပါဘူးကလက်ရှိအချိန်မှာကစားသမားနဲ့ဆွေးနွေးမှုတချို့လုပ်နေပေမဲ့ on stage ရဖော်ပြထားကြရဆိုရင်တော့ပြောင်းရွှေ့ခြေပိုင်းတော့မညှိရသေးဘူးကြာတိရတယ်ပြီးတော့ဒီစားမောက်လိုချင်တဲ့တင်းရင်းထဲမှာ Arsenal, Chelsea, Tottenham Hotspur, Newcastle နဲ့ Real Madrid တို့ အသင်းကြီးပါဝင်နေတာဖြစ်တဲ့အတွက်လက်ရှိချိန်မှာကစားသမားတို့တော်တော်လက်လက်သွားပြီးဆွေးနွေးထားတာကတော့လက်ပါဘူးတသိန်းနဲ့ရှိရဆိုပြီးတော့သူကဖော်ပြသွားတယ်ဒါကအွန်စတင်ရဲ့ဘိုင်းတရင်ကဒီလောက်ပဲဆိုရင်တော့ကျွန်တော်မဖော်ပြတော့ဘူးဒါပေမဲ့အခြားသတင်းတစ်ပုဒ်ကလည်းတွေးရရှိတယ်အဲ့ဒါဂန္နာဘလော့ရဲ့ဖော်ပြထားကြရဆိုရင်တော့ဟူဆန်ကိုအာဆင်နယ်တို့ခေါ်ချင်တာကခီဘီယောကိုရောင်းပြီးလို့ရှိရင်ပြန်ပြီးအင်အားဖြည့်တင်ဖို့တက်စာရင်ဂေဗီယယ်မဂါကြီးနဲ့ဝီလျံဆာလီဘာရဲ့နောက်က quality အရန် player ဖြစ်ထားချင်တာ ဆိုလိုချင်တာက KVO Gabriel Saliba ရောင်းချဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့ညာကိုပြန်လဲအစားထိုးဖို့မဟုတ်ဘူးအဲ့ဒီကစားသမားတွေမရောင်းမင်းနဲ့လေဒီကစားသမားဝယ်နိုင်တယ်ဆိုပြီးတော့သူကပြောသွားပါလေအဲ့ဆိုစာချုပ်ဖြစ်တင်ကြီးကတော့ပေါင်တန်း90လောက်တောင်းရဖို့ရှိတယ်ဒါပေမဲ့လက်ရှိအချိန်မှာဒီဘုံမောက်ခန်းစစ်ကစားသမားကပျို့တိုင်းကြိုက်တဲ့နှင်းစီကန်ဖြစ်နေရဖြစ်တဲ့အတွက်စာချုပ်ဖြစ်တင်ကြီးဒန်တူပေးမယ်ဆိုရင်တော့သူသဘောကျတဲ့အသင်းကိုရွေးသွားမှာဒီညမှာစပိန်အင်အားကြီးကလပ်ရီယယ်မက်ဒရစ်ကလည်းစပိန်မျိုးသူ့ရဲ့ဇာတိမျိုးကိုပြန်ပြီးတော့ခေါ်ဆောင်နိုင်မဲ့အနေအထားတစ်ခုက အခြားသင်းတဆိုင်တော့အားသာချက်ပေါ့လေပြီးတော့လည်းဘန်တိုက်နဲ့လေဘဘူးကြားကအခြေအနေကဆက်ပြီးရှိအောင်မယ်ဆိုလို့ရှိရင်တော့မှရေရှည်အစားထိုးဖို့အတွက်ဒီစပိန်သားကိုလေဘဘူးကလည်းတော်တော်လေးကိုဆွေးနွေးနေအဲဆိုအာဆင်နယ်ကိုရောက်လာတဲ့ကြီးကတော့ရာခိုင်လုံးရမ်းနေတယ်နံပါတ်၁ချက်အာဆင်နယ်ဒီတိုက်စစ်မှုတိုက်စစ်တောင်းမဲ့ကွင်းလေခန်းစစ်အတွက်ငွေ300အောင်မယ်အဲ့အတွက်ခန်းစစ်ကစားမှတူအတွက်ပေါင်တန်း90စာချုပ်ဖြစ်တဲ့ကြီးသုံးပါမလားနံပါတ်၂ချက်ဒီစပိန်သားကတော့ စပိန်မျိုးပြန်ဖို့အာမတနိုင်ဘူးလားနံပါတ်3ချက်နှွေးမထွက်ခွာမယ်ဆိုလို့ရှိရင်တော့မှပုံမှန်ကစားကွင်းရတဲ့အသင်းတစ်သင်းကိုပဲသွားပါဒီချက်လေးတွေကြောင့်အာဆင်နယ်ကိုရောက်ရရခိုင်တော့တော့တော်တော်လေးနဲတယ်ပြောလို့ရတယ်ဒီနေရာမှာဘာကြောင့်အာဆင်နယ်နဲ့ဒီခန်းစားသမားတွေနဲ့ခရဏတတိယနေထွက်လဲဆိုတော့အာဆင်နယ်ရဲ့ခန်းစားသမားတွေကလည်း KVS ဆိုရင် Saudi Club တင်တဲ့တင်ထွက်တယ်။ Saliba ဆို Real Madrid နဲ့တင်ထွက်ပြီးတော့ Italy Club တွေတော်တော်များများနဲ့ KVO လည်းတင်ထွက်တာ။အဲ့လိုအနေထားမှာຫນွေမာဒီကစားသမားနဲ့ပတ်သက်ပြီး Arsenal တို့ ဒီပြိုင်ပွဲတဲဝင်လာမလားဆိုတော့စောင့်ကြည့်သွားမှာပေါ့လေအသက်20ပဲရှိသေးတဲ့စပိန်သားကတော့ဒီနွေကမှဂျူပီတာတင်းစီကနေယူ55သန်းနဲ့ရောက်လာခဲ့တာဘယ်ကျော်ညာကျော်ကောင်းကောင်းဆော့နိုင်တဲ့ခန့်စစ်ကစားသမားတူပေါ့လေအဲ့တော့ဘစ်တက်တွေတဲပြီးတော့ဘောလုံးတွေဝိုက်ပြီးတော့ခန့်စစ်ကနေတိုက်စစ်ကိုပို့တဲ့နေရာမှာအရန် crazy ဖြစ်တဲ့ idea အတွက်ဆိုလို့ရှိရင်တော့ဒီစားမောက်သဘောကျတာမဆန်းဘူးပေါ့လေဒီရာဒီမှာတော့ပွဲပေါင်း30ကစားထားတယ်အဲ့မှာ25ပွဲပွဲထပ်ထားပြီးတော့နှစ်ကိုးသွင်းတကိုးဖိုင်ထားတယ်အဝကတ်နှစ်ကပ်ပဲထိထားသေးတယ် တကယ်ကို quality မြင့်အလားအလာရှိတဲ့ player တူဦးပေါ့လေအဲ့တော့အာဆင်နယ်တို့ဒီကစားသမားကိုတကယ်ခေါ်မလားဒါမှမဟုတ်ဒီကစားသမားကပဲစပိန်မျိုးကိုနောက်ဆုံးမှရွေးသွားမလားအာဆင်နယ်တို့ကအခြားကစားသမားကိုခေါ်ပြီးတော့ budget မလုံလောက်ရင်ဒီပြိုင်ပွဲတွေဝင်မလာတာလဲဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကလည်း David Austin ကဖော်ပြထားတာပဲဒီသတင်းကတော့ Aida အလိုချင်ဆုံး player Arsenal တဲ့အလိုချင်ဆုံး player နဲ့ဈေးကွက်ထဲမှာလက်ရှိရှိနေတဲ့ player နဲ့ပတ်သက်ပြီးသူကဖော်ပြသွားပါဘောလေ Arsenal ရဲ့ ်မိပြချုပ်မိခေးအိုက်တာအလိုချေဆုံးနံပါတ်1တိုက်စစ်မှုကတော့အလက်ဇန္ဒားအီဆက်ဖြစ်တယ်။အာဆင်နယ်ရဲ့လက်ရှိခံလိုက်တိုက်တဲ့အားကစားတိုက်တာအသစ်အန်ဒရီဘာတာအလိုချေဆုံးပလေယာကပီတာယော့ဂရက်စ်လက်ရှိဈေးကွက်ထဲမှာအာဆင်နယ်ရဲ့သတင်းနဲ့မကြာခဏထွက်နေပြီးတော့အကေရီများရောက်လာနိုင်ခြင်းရှိရဲ့ဒုတိယမြောက်ပလေယာဆိုလို့ရှိရင်တော့ဘတ်ဂျမင်ဆက်စကိုဖြစ်တယ်ဆိုပြီးတော့ဒေးဗစ်အော့စတင်ကဖော်ပြသွားတယ်။အဲဒါဆိုအာရီဒါလူဂျင်နဲ့အီဆက်ကတန်ကြီးရမနေဘူး။အန်ဒရီဘာတာလူဂျင်နဲ့ပီတာယော့ဂရက်ကလည်းဆွေးနွေးမှုတွေလုပ်နေဆိုပေမဲ့ ိုက်တဲ့ decision ဘာမှမလုပ်ရသေးဘူး Sasco သတင်းတွေကလည်းမြုပ်သွားလိုက်ပြန်ပေါ်လာလိုက်ဖြစ်တဲ့အတွက်လက်ရှိအချိန်မှာတော့ဈေးကွက်မှာဘာမှဆိုဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုရှိနေသေးတယ်အကြိမ်များတိုက်စစ်မှုနဲ့ပတ်သက်ပြီး Arsenal တို့က decision making လုံးဝမလုပ်ရသေးတာဖြစ်တဲ့အတွက်ဘသူ့မဆိုခေါ်ယူသွားနိုင်တယ်ဆိုပြီးတော့ on stain ကတော့ပြောထားတယ်အဲ့ဆိုဤဆက်ကိုသုံးမယ်ဆိုရင်အနည်းဆုံးပေါင်တန်း150ပဲဒါက champion league ဝင်ဝင်မရတော့မှရောက်မှကစားသမားလည်းထွက်ချင်တော့မှအဲ့အတွက်ဒီကစားမအသက်လက်ရှိချိန်မှာ25နှစ်ပဲရှိသေးတယ်25ဝန်းသင်ပြီးတော့ 6လုံးဖိုင်ထားတယ်။ဗီတာယောဂရက်ကတော့ပေါင်တန်း60လောက်တော့သုံးရမယ်။ဒါသည်တက်တာတဲ့နေထားပဲ။26နှစ်ရှိပြီဖြစ်တဲ့ဒီကစားမတော့44ကိုသူပြီးတော့7လုံးဖန်တီးထားတယ်။နောက်တစ်ယောက်ကတော့ဆက်စကိုဘန်ဂျမင်ဆက်စကိုကတော့ပေါင်86တန်းလောက်သုံးရမယ်။အသက်22နှစ်ဒီသုံးဦးထဲမှာအငယ်ဆုံးပဲ။19ကိုသူပြီးတော့6လုံးဖန်ထားတယ်။ဒီထက်တဲ့မှာ twin ကိုဖန်တီးကိုအများဆုံးလုပ်ထားတာကဗီတာယောဂရက်အသက်ကလည်းအကြီးဆုံးပဲ26နှစ်။ဈေးနှုန်းရလည်းအသက်သာဆုံးလည်းခေါ်နိုင်မှာ။ကျန်တဲ့ကစားသမားတွေကတော့ဆက်စကိုဆိုလည်း ဒါပိုတရှယ်ရှိရဆိုမြပရီးမီးယားလိမှာအသားချက်ဖို့ကာလတစ်ခုပေးရမယ်။ ESET ဆိုလို့ရှိရင်လည်းခေါ်ရတာခက်မဲ့နေတာရှိတယ်။ပရီးမီးယားလိမှာတော့သူကတက်တည်ပြပြီးသား။အဲ့ဒီအတွက်ပြောင်းရွှေ့ကြီးအသက်သာဆုံးဂိုးသွင်းအများဆုံးအသက်အကြီးဆုံးဖြစ်တဲ့ဗီတာယော့ဂရက်ကတော့လက်ရှိချိန်မှာအာဆင်နယ်နဲ့မကြာခဏတွေ့ဆုံဆွေးနွေးမှုတွေလုပ်နေပါတယ်။ဒီကစားမ၃ဦးစလုံးကတော့ပွဲပေါင်း40စီလောက်ပြိုင်ပွဲစုံမှာတက်ဆိုင်ရကလပ်တီးအတွက်ကစားထားတယ်။အဲ့ဒီမှာ ESET တယောက်လောက်ပဲ38ပွဲပဲကစားထားပါဘောလေ။ဗီတာယော့ဂရက်ကတော့44ပွဲ အဲဘတ်ဂျမစ်ဆက်ကတော့ပွဲ၄၀လောက်ကစားထားတယ်အဲ့တော့ဒီသုံးအထက်ကဘယ်သူပဲရောက်ရောက်တိုက်စစ်မှုငတ်မွတ်နေခဲ့တဲ့အာဆင်နယ်ဖန်ရင်အတွက်ဆိုရင်တော့ဝမ်းမြောက်ဝမ်းသာကြိုဆိုရမယ့်အနေထားမှာရှိနေပါတယ်တရားတစ်ခုတော့ຫນွေမှာအာဆင်နယ်ကိုတိုက်စစ်မှုကြီးတွေခေါ်ပါလိမ့်မယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ချန်ပီယံလိဒုတိယအကြော့ပွဲစဉ် ပထမပိုင်းပြီးလို့အဝလက်ခဲနဲ့ဝင်သွားတဲ့အချိန်မှာဘူကောအစကောကိုပြဿနာလှမ်းရှာတဲ့ဒန်တီကာဘာဂျင်နဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာ UEFA ကဒါကိုစုံစမ်းစစ်ဆေးမှုတွေပြန်လည်ပြုလုပ်သွားမယ်။အကယ်၍များပြစ်မှုထင်ရှားခဲ့ရင်လိုအပ်ထက်ပိုပြီးတော့ပြိုင်ပွဲကစားသမားကိုနှောက်ယှက်ခဲ့တာဆိုတာထင်ရှားခဲ့လို့ရှိရင်ပွဲပယ်ပြစ်ဒဏ်၄ပွဲတိချမှတ်တော့ဖို့ပြင်ဆင်နေတယ်။ဒါကတော့လက်ရှိအချိန်မှာတော့ကာလရှိနားနေရတဲ့ ကာဘာဂျေဟာအဲ့တော့ကာလာရှိနားနေပြီးပွဲတီပြန်ကစားဖို့ ready ဖြစ်ပြီး injury တက်တာပြီဆိုရင်တော့ပွဲပဲပြစ်တန်ဖြစ်သူတို့၄ပွဲလောက်ထိချမှတ်သွားဖို့ရှိရောလေဒါပေမဲ့လောလောဆယ်အထိတော့အဲ့ဒါမချမှတ်သေးဘူးအဲ့ဒီပွဲကိုကင်တွယ်တဲ့ Francois Letacia ကလည်းသူ့ရဲ့အစီရင်ခံစာထဲမှာဒီကိစ္စကိုထည့်သွင်းရေးသားထားပြီးတော့ UEFA ကိုတင်ပြသွားမယ်ပေါ့လေအဲ့ဒါဆိုအဲ့ဒီနေ့မှာတော့ဒဏ်ရာကြီးတစ်ဖက်နဲ့မပြောက်ကင်းသေးပဲနဲ့ Real Madrid ပွဲကိုလာပြီးအားပေးခဲ့တဲ့ကာဘာဂျေဟာဘူကာအိုဆာကာကိုဒါ ပနတိမဝင်နာနဲ့ပတ်သက်ပြီးတော့လှောင်ပြောင်ပြီးတော့ဘေးကနေစကားသွားပြပြီးတိုက်ခိုက်ဖိအားပေးဖို့ကြိုးစားခဲ့တာဒါပေမဲ့ဘူကာကိုစကားအလုံးနဲ့ပဲတက်တည်ပြတယ်ဒုတိယမှာအတင်းအတွက်ဥဆောင်ကိုစပြီးသွင်းပြနိုင်ခဲ့တယ်အောင်ပွဲခံတယ်အဲ့လိုဆိုတော့ဘူကာကိုစကားနဲ့ကာဗာဂျေကြအနေထားတော့ UEFA ကပြန်လည်စစ်ဆေးသွားပြီးတော့ကာဗာဂျေကိုပွဲတွင်းရကစားမတူးကိုစိတ်နှောက်ရှက်ဖြစ်တာ ပုံမထင်ရှားတဲ့ပြစ်မှုအဖြစ်တွေးခဲ့မယ်ဆိုရင်တော့လေးပွဲပဲပြစ်ဒဏ်ချမှတ်တော့ပါပါအသက်33နှစ်ရဲ့စပိန်သားကတော့ဒူးဒဏ်ရာကြောင့်စက်တင်ဘာလလောက်မှပြန်လာနိုင်မယ်အော်တိုဘာ6ရက်နေ့တုန်းကနောက်ဆုံးကစားခဲ့တာအဲ့ဒီပွဲစဉ်ပြီးနောက်ပိုင်းမှာသူတောက်လျှောက်နားနေခဲ့ရပါဘောလေဒီယာတီမှလည်းသူအကြိုက်နားနေခဲ့ရတာပါအဲ့ဆိုဒီယာတီ ရီယမက်တစ်သင်တွက်ဆယ်ပွဲမှာကိုဝဲဝဲပွဲထွက်ထားတဲ့တကိုးသွင်းတကိုးဖိုင်ကြတဲ့ quality ရှိအသက်ကြီးကစားသမားတဦးဖြစ်ပေမဲ့လက်ရှိအချိန်မှာအာဆင်နယ်ကစားသမားဘူကောက်ဆာကာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပြုတ်မှုခဲ့တာဖြစ်တဲ့အတွက် Twitter မှာတော့တော်တော်လေးဝေဝံမှုတွေမြင့်တက်နေပါတယ်။အဲ့ဆို UEFA အနေနဲ့ဒါကိုစစ်ဆေးပြီးတော့ပြစ်ဒဏ်ချမှတ်သွားမလားစောင့်ကြည့်သွားမှာပါ။ဒီစီဇန်လေးကိုဒီကောက်ညီပုံပြီးတဲ့ရှုပ်ဘောလုံး online အကြည့်အောင်လဲကျေးဇူးတင်ပါတယ်။အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်3961 6635တို့ကြောင့်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်နေမှာဖြစ်လို့ဝင်ပုံမှုဆက်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံး င်းပွဲတွေလုံးဝမလောက်တဲ့ဆိုတော့ YouTube မှာကိုထုတ်ဖို့ပေါ်ရှုရရှိပြီးကျွန်တော်အားပြလို့ရပါတယ်။ Ivet ခွေရှိကို Sport Entertainment ငါသုံးလုံးဘစ်တူကိုကစားလို့ရနေပါပြီခင်ဗျာ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဥရောပချန်ပီယံလီးရဲ့ဒီတပတ်တာအကောင်းဆုံး၁၁ရောက်နဲ့ပတ်သက်ပြီးဖော်ပြပြီးတော့ပါပါ။အမေရိကန်တို့အရင်လိုပွဲတွေအများကြီးကန်ကြမလို့တော့ဘူး။တည့်ရဲ့အတိုင်းပဲ quarter final ကိုတက်ဖို့အတွက်ဆိုရင်တွဲဆိုင်၄တွဲပဲကန်ခဲ့ရတယ်။အဲ့ဒီ၄ပွဲမှာအကောင်းဆုံးဆွမ်းဆောင်ပြပြီး semi final ရောက်သွားတဲ့ player တွေနဲ့ပတ်သက်ပြီးတော့သူတို့ကအကောင်းဆုံး C နဲ့ထည့်ထားဟိုလေတချို့ player တွေကတော့ C fine တွေကိုပါမလာဘူးဒါပေမဲ့ဒီအကောင်းဆုံး၁၁ယောက်ထဲမှာရွေးချယ်ခံရတယ်အဲ့မှာဆိုရင်တော့တိုက်စစ်မှာဆိုရင်တော့ဒါဒေါ်မွန်ရဲ့ဂူရီစေးရဲ့နောက်ပြီး Inter Milan ရဲ့ Martin Nak ရဲ့ဒီနှစ်ယောက်ကတော့ရွေးချယ်ခံရတယ်ကွင်းလက်မှာဆိုရင်တော့ Declan Rice ဒေါ်မွန်ရဲ့ Gross ညာဘက်ချမ်းမှာဆိုရင်တော့ Bayern Munich အသင်းရဲ့တိုက်စစ်တော်မှာကစားသော Olisi တစ်ချိန်တော့သူက ခရစ်စတယ်ပေးလိုက်ပါလေဘယ်ဘက်စုံစုံမှဆိုရင်တော့မကိန်းတို့ကရွေးချယ်ခံရတဲ့အစတွန်ဗီလာကအစတွန်ဗီလာကစားသမားတွေဒေါ်မိုကစားသမားတွေတော်တော်လေးခြေစွမ်းကောင်းခဲ့ပါတယ်သို့တော့ပထမကျော်ရလက်ကြောင့်သာစီးဖိုင်နဲ့သူတို့မတက်နိုင်ခဲ့တာခန်းစစ်မှာဆိုလို့ရှိရင်တော့ဒါပီအက်ဂျီအသင်းရဲ့ဘယ်ဘက်ခန်းစစ်စုံကစားသမားနူနိုမန်တက်စ်စင်တာဘက်အထိုင်မှာဆိုလို့ရှိရင်အစတွန်ဗီလာရဲ့ခွန်ဇာရဲ့အာဆင်နယ်ရဲ့ချက်ခုခီဝီရောရဲ့ညာဘက်အစုံမှာဆိုလို့ရှိရင်တော့ဒါအင်တာမီလန်ရဲ့ပါဘက်တို့ပေါ့လေအဲ့တော့ခန်းဂိုးသမားနေရာမှာဆိုရင်တော့ PSG အသင်းကိုနောက်ဆင့်ပို့ဆောင်ပေးနိုင်အောင်ထိတ်တန်းလက်ဆွမ်းဘီလာနဲ့ပွဲစဉ်မှာပြသခဲ့တဲ့ဒိုနာရူမာကအကောင်းဆုံးကုသမဖြစ်ရွေးချယ်ခံရတယ်။အဲ့တော့အာဆင်နယ်ကစားသမား2ဦးကတော့ဒီအကောင်းဆုံး7ယောက်စင်းထဲမှာပါဝင်လာခဲ့တယ်ဗောလေ။အဲ့တော့ခီဘီယောလို့ကစားသမားမျိုးတွေပါလာတာကတော့တကယ်ဝမ်းမြောက်ဝမ်းသာပါပဲ။တစ်ချိန်တုန်းကဆိုလို့ရှိရင်အရန်မှာဘာမှဖြစ်လာမှာမဟုတ်ဘူးထင်ခဲ့တဲ့ player တယောက်အခုတော့ဂေဘီယယ်နေရာမှာအကောင်းဆုံးဆွမ်းဆောင်ပေးထားနိုင်ခဲ့ဗောလေ။အဲ့ကြောင့်ဆူယိုးတစ်ခုရှိပါတယ်။ တစုံတတိယမှာခက်ခဲတစ်ခုဖြစ်ရင်အခြားတယောက်တော်တော်အခွင့်အရေးတစ်ခုဖြစ်လေရှိတယ်တဲ့အဲ့ဒီအတွက်လေ Gabriel injury ရာသွားတာကတစ်ဖက်မှာဆိုရင်ချက်ခုခီရောအတွက်ဆိုလို့ရှိရင်တော့လန်းစာလေးတခုပွင့်လာခဲ့ရပေါ့လေသူ့ရဲ့ဈေးကွက်တန်ကြီးတွေသူ့ရဲ့ခြေစွမ်းနေနဲ့သူ့ကိုလိုချင်တဲ့အသေးအတွက်ဆိုလို့ရှိရင်တော့ပုံကြီးပြောင်းရွှေ့ချေပေးဖို့ကောင်းဆုံးမမောလောက်ွယ်ကစားသမားဖြစ်တော့ရှိလာနေပါတယ်အဆုံးထိကြည့်ပြတဲ့လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ